။လိုင်းမော်တက်ခဲ့အဲဗီဒီယိုကောနဲ့ခေါ်မယ်ဆိုတော့ဗီဒီယိုကောနဲ့ခေါ်ခေါ်ပြီးတော့အဲအိုက်ကောင်အိုက်ဆရာဝါပေါ့ကျမရဲ့ဌာနဆရာမအနေပြီးတော့အဲလိုအင်ကိုစားရီချွတ်ခိုင်းတာတဲ့ချွတ်ခိုင်းပြီးတော့ပြခိုင်းတာပေါ့သူတို့ရဲ့ဒီလင်ဆက်ဆန်ဖော်အနေနဲ့သူတို့အာသာဖြစ်ဖို့အတွက်ဒီကလေးရလူဖြစ်လာတာမဟုတ်ဘူးတက်ငင်မတင်လို့တဲ့သူတွေကိုလေးတိလာအဲ့လိုမျိုး short တိုက်ပြီးတော့လေ short တိုက်ပြီးသူတို့တစားအောင်နုံနုံစင်ပြီးလူအများအမြင်ရှင်းမှာတက်အောင်မှာတိလား အားလုံးပဲမင်္ဂလာပါရှင်ဇင်လေးရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ main ခလေးတိုင်းလုံဝကိုတတိထားရမယ်ဒါ view file လေးပဲဖြစ်ပါရဲ့ရှင် view file ထဲမှာဆိုလို့ရှင်တော့သူကကြားပြန်နေတဲ့ပို့ပြီးတော့ကြောက်ဖို့ကောင်းနေရှင်အရင်ဆုံးဖုန်းဆက်လာပြီးတော့เนาะသူတို့ကကျမ်းမာရေးဌာနကပါပေါ့เนาะ main ခလေးတွေဒီလိုမျိုးရှင်သားကင်စာတို့တိန်ကင်စာတို့မဖြစ်အောင်လို့ကာကွယ်ဖို့အတွက်စီးထိုးရမယ်ဆိုပြီးတော့เนาะအရင်ဆုံး view ကိုခေါ်ပြီးတော့သူတို့ကိုဒါတကူလုံးကိုချွတ်ပြခိုင်းတာရှင်အဲ့ဒီကိုတလုံးချွတ်ပြထားတဲ့ပုံအနေနဲ့ကိုပြန်ပြီးတော့ကိုသူကချင်းချောက်ပြီးတော့ငွေညှစ်တာရှင် main လေးတွေအထူးသတိထားပြီးတော့ရှောင်ကြဉ်လို့ရအောင်လို့ debut file လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်အဲအခုကျွန်တော်ပြောမှလေးရပါတော့မိန်းကလေးတွေအတွက်အရန်ကိုရေးကြည့်လို့ပါအဲဟိုတနေ့ကကျွန်တော်မိုးရွာကညမငယ်တယောက်ကအခုမန္တလေးကညမငယ်တယောက်ကဖြစ်စဉ်လေးကအတူတူဖြစ်နေလို့ပေါ့နော်အဲသူတို့ရှိဟိုတဲ့ဖုံးလာတာပေါ့နော်အဲကျမ်းမာရေးဌာနပါပေါ့မိန်းကလေးဟိုလိုပေါ့အဲရင်သားကင်ဆာမဖြစ်အောင် အဲဘောနောစေထိုးဖို့ပါညာဆိုတော့ကျမိုက်ဌာနပါဆိုပြီးတော့ပြောပြောဖုံးဆက်တာဖုံးဆက်ပြီးတော့အဲအဖေနာမည်အမဒူအမင်းနာမည်အမူမဒူနေရလိစာကဘယ်ကအဲအဲ့လူတွေသူကပြောတာအဲကောင်မလေးတွေကလည်းအော်သူတို့အဖေမီရောမပုံတင်နေရောနေရလိစာတွေရောတည်တယ်ဆိုပြီးတော့ယုံပြီးတော့သူတို့ကလှုပ်ကြတာအဲမှာသူကအဲဘာလဲဆိုတော့အဲလိုင်းမော်တက်ခဲ့အဲဗီဒီယိုကောနဲ့ခေါ်မယ်ဆိုတော့ဗီဒီယိုကောနဲ့ခေါ်ခေါ်ပြီးတော့အဲအဲ့ကောင်အဲ့ဇော်ဘောင်ကျမိုက်ဌာနဆရာမအနေပြီးတော့အဲ့လိုအင်ကိုစားတွေချွတ်ခိုင်းတာတဲ့ချွတ်ခိုင်းပြီးတော့ ပြခိုင်းတာပေါ့အဲအဲ့လိုပြတာပြပြီးတော့အဲဟုတ်ပြီအခဏနေပြန်ဆက်သွယ်လိုက်မယ်ဆိုပြီးတော့အဲ့လိုပဲဖုံးချသွားတာတဲ့ဖုံးချပြီးတော့အဲ15မိနစ်နေတော့အဲ့လိုပဲကောက်လေးကဖုံးဆက်လာတာတဲ့နေ့ရက်ဗီဒီယိုတွေအိုစားမပါတဲ့ဗီဒီယိုတွေငါတို့ရှိမှရပြီးအဲ30ပြီးရင်ပြီးမပြီးရင် line ပေါ်မှာဖြန့်မယ်ဆိုပြီးတော့အဲ့လိုချင်းချောက်တာတဲ့ချင်းချောက်တဲ့အခါကျတော့သူတို့မှပတ်စံလည်းမရှိတော့အဲ့လိုပဲကျွန်တော်ရှိကိုမန္တလေးကအဲတယောက်က အဲဘောနော်မန္တလေးကညမငယ်ဒီညမငယ်နဲ့သူတို့မိပါတယ်ကျွန်တော်ရှိကိုအဲဖုံးဆက်တာပေါ့အကူညီပေးဖို့ပေါ့နော်အဲအဲ့ဒါဆိုကျွန်တော်လည်းမေးလိုက်တာပေါ့အဲ့ဆိုလို့ရှိရင်ဒီကလေးကအဲအသက်ကဘယ်လောက်လဲဆိုတော့ကိုရန်ကျောင်းသူတဲ့ကိုရန်ကျောင်းသူတဲ့ပြီးကြတော့အဲနင့်မှာကြီးစားတွေဘာတွေထားဘူးလားဆိုတော့ကြီးစားထားဘူးတဲ့အဲအဲ့ကြီးစားကိုဘာတွေပေးဘူးလဲဆိုတော့အဲ့သူအားတဲ့ပတ်စံမုတ်ဘိုးတွေဘာညာပေးခြင်းလို့ပါတဲ့အဲမှတ်ပုံတင်နံပါတ်ကလေးရဲ့တဲ့ KB ဖုန်းနံပါတ်ကလေးရဲ့တဲ့ အဲဓာတ်ပုံလေးလဲသူတောင်းလို့ဆိုပေးလိုက်တာတဲ့တက်တော့ကနေတွေ့တာတဲ့အဲအဲ့တော့ပြောတော့ main ကလေးတွေပေါ့အများဆုံးပြောချင်တာလीเนาะဟိုဘယ်လိုပြောရမလဲဆိုတော့အဲမလီမယုံပါနဲ့လိုင်းမော်ဟာတွေဆိုရင်လုံးဝမယုံပါနဲ့လို့เนาะပြီးကြတော့အဲပြင်ဟိုဟာပေါ့ကျမ်းမာရေးဌာနဆိုပြီးတော့ဆက်သွယ်လာတဲ့ main ကလေးနဲ့တူထားခဲ့တဲ့កောင်တွေကသူတို့ကရီးစားတွေရီးစားတွေပူပေါင်းပြီးတော့လှုပ်တာ အဲကျွန်တော်ရှိတော့အကူညီတောင်းတဲ့အခါကျတော့အဲ့ကလေးမကိုကျွန်တော်ပြောလိုက်တယ်ဟုတ်ပြီအဲကျမတို့ရှိမှာတော့အဲ KB ဖုန်းနံပါတ်မရှိလို့ပါဘဏ်နဲ့လွှဲမယ်ဆိုပြီးတော့ဘဏ်ဘဏ်အကောင့်ကိုတောင်းခိုင်းလိုက်တာဘဏ်အကောင့်တောင်းခိုင်းပြီးတော့မှတ်ပုံတင်နဲ့တောင်းခိုင်းလိုက်တဲ့အခါကျတော့ဟိုဘက်ကအကောင့်အဲ့လိန်တဲ့ဘက်ကနေမှတ်ပုံတင်နံပါတ်တီးလို့ဘဏ်အကောင့်တီးပေးတာအဲ့အနေပေါ်ကျွန်တော်တို့ကနေပေါ်ရေစခန်းအမှုဖွင့်ပါညာကျွန်တော်အကူညီပေးလိုက်ရတာပေါ့နော်အဲအဲ့လိုတွေကျွန်တော်တို့မှာဖြစ်တယ်တကယ်တမ်းမိန်းကလေးတွေပြောကြတာ line မော်မှာအခုရပိုင်းဖြစ်နေတာတမီးစားကိစ္စတွေလို့ အဲ့လိုဟာတွေကိုမယုံကြည်ပါနဲ့လို့ပေါ့နော်ကျွန်တော်အခုဒီဗီဒီယိုလေးကနောက်လူတွေအဲ့လိုတွေမခံရအောင်လို့ပြောပြတာပါအဲဘယ်ဟာပဲဖြစ်ဖြစ်ဘယ်ဟာဝန်ထမ်းမှာဘာညာဘယ်ဟာပဲပြောပြောအွန်လိုင်းကနေဆက်သွယ်လာရင်လုံးဝလက်မခံပါနဲ့ဒီကျွန်တော်အဲ့လေးကိုအဲပြန်လည်ပြောပြပါပါ ကဲမိန်းကလေးတွေလုံးဝကိုဒါတတိထားစီရပဲเนาะ line ဘောကနေချစ်တာကြိုက်တာတွေကမကောင်းလို့တော့မဆိုလို့เนาะဒါပေမဲ့တတိတော်ရှိပလိစီရှင့်ခိခတော်တော်များများကเนาะဒီလိုမျိုးလိန်စားနေကြတာရှင့်ဒီကောင်နေကเนาะကြားဖြတ်နေတဲ့ကိုပို့ပြီးတော့ကြောက်စီရကောင်းတယ်ဘလောက်တောင်မှယုံမှလိုက်လဲเนาะ နောက်ထပ် view file မှာဆိုလို့ရှင်လည်းเนาะဒီအတက်မပြည့်သေးတဲ့ main ကလေးဒီကိုเนาะ YGW မိဘမဲ့ဂီယာကเนาะ၅နှစ်ရွယ်အကလေးလေးကိုတယ်เนาะအချိန်ပေါင်းများစွာသူကမရင်းကျင်လာတယ်ရှင်ဘလောက်တောင်မှယုံမလိုက်လဲเนาะသူ့မှာမိဘမဲ့ဖြစ်နေတဲ့အတွက်ဒီလိုမျိုးမိဘမဲ့အကြောင်းမှလာနေရတာလေเนาะသူ့မှာဒီမိဘတွေကမလူချင်းလို့စွန့်ပစ်ခံထားရလို့เนาะလူမျိုးမိဘမဲ့အကြောင်းမှလာပြီးတော့နေရတာလေเนาะဒါကိုဒီလိုမျိုးရုပ်ရုပ်မမလုပ်တဲ့သူတွေကလည်းရှိသေးတယ်ရှင်ကိုမွေးထားတဲ့သားသမီးကိုเนาะတာဝန်ယူခြင်းနဲ့စိတ်မရှိဘဲနဲ့เนาะလူလောကအပြင်ဘက်ကိုခေါ်လာပြီးတော့ပြီးရင်မိဘမဲ့ ကြောင်းနေကူပို့လမ်းပြီးမှဆွန့်ပစ်နေတဲ့မိဘတွေရှိလားနော်ရှိရဆိုလို့ရှိရင်လည်းနမူနာယူလို့ရအောင်လို့ဒီ profile လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှက်တို့ရဲ့ဒီလင်းဆက်ဆန်ဖော်အနေနဲ့တို့အာသာဖြစ်ဖို့အတွက်ဒီကလေးရလူဖြစ်လာတာမဟုတ်ဘူးတာပေါင်းမျိုးနဲ့ဝမ်ဂျီဒဘလမိဘမဲအကြောင်းကငါးနှစ်အရွယ်ကလေးလေးကိုအကျိန်မောင်းမနေမရင်းကျင်တာလေဘလို့စိတ်နဲ့မျိုးနဲ့လုံးရတာလဲမိဘမဲလေခုကိုရမဲလို့တော့မှမဒီမိဘမဲကြီးဟာမှလာလာလေ နားထောင်ကြည့်လအောင်အဲ့ကျသမီးရတဲ့ဆက်ပိုက်လို့လိုက်တာဒီသမီးမလို့လေအဲဟိုဘာလို့လဲပိုက်တယ်လို့ဆိုသမီးလို့လို့တာအာအိတ်တာထဲမှာရောစုံလေးကြည့်တယ်ပြီးတော့ပုံအောင်လည်းရောပါတယ်ပြီးတော့ညညဆိုရင်ညညဆိုရင်သူ့ကိုချင်းတော်လေးကနေခေါ်ပါတယ်ချင်းတော်လေးကခေါ်ပါတယ်သူ့မပြောလဲသူ့ညီမလေးချင်းတော်လေးကခေါ်ပါတယ်သူ့ကြောင့်မို့သမီးမကသူ့မအဲ့ရောညညဆိုသူ့မနေလို့လိုက်ဆွဲနေရတယ်ပြီးတော့ ခါလေးကညီမတို့ရှိမှာဆိုသူကခါတိုင်းသူနှစ်နှစ်တော်လောက်ကကွန်မန့်ဆိုရင်သူကချင်းလိုက်ခုနိုင်တော့ဆိုရင်အဲ့ဒီအဲ့ဒီကအဲ့ဒီခလေးကဒီနောက်ပိုင်းမှာမနက်တလာလောက်မှသူအဲ့ဒီမှာကဒီတိုင်းသူမအိတ်ချက်ကလေးကအများနဲ့ညဆိုရှင်မအိတ်ဘူးမအိတ်ဖက်နဲ့မနက်တနေ့လောက်မှအိတ်တော့ဘာဖြစ်လို့မအိတ်တာဘာလို့မအိတ်တာလဲပေါ့နော်ဟိုဘာလို့နေတိုင်းတနေ့လောက်မှအိတ်နေရလဲဆိုမေးကြည့်တဲ့အချိန်ကျမှကလေးက ဲ့ဒါကြောက်နေတာသူကလေသူ့ရဲ့စိတ်ထဲမှာဆွဲနေသူအိပ်ပြီဆိုရင်သူ့ကိုခြေထောက်ထဲနေပြီးတော့အဲ့လိုမျိုးခြေထောက်ကိုလာဆွဲတာမျိုးတွေအဲ့လိုမျိုးလာဆွဲပြီးခေါ်သွားလို့အိမ်သားလေးကိုခေါ်သွားလို့အဲ့မှာအကြီးမလေးက6နှစ်အငယ်မလေးက9နှစ်အငယ်မလေး9နှစ်ကိုလာလာဆွဲတာလာလာဆွဲတော့အကြီးမလေး6နှစ်ကသူ့ညမကိုညာတိုင်းလာလာဆွဲနေတော့ကြောက်သူကပြန်ဆွဲတာသူ့ညမလေးကိုအဲ့လိုမျိုးအဲ့လိုမျိုးစိတ်တန်ရညမနှစ်ယောက်လုံးမှာယာနေတော့ကြောက်မအိမ်မအိမ်ကြောင်ညာ ဖြစ်ဖြစ်ဆရာကောင်းနေတော့အဲ့ဒါအဲ့ဒါနဲ့မပြီးသေးဘူးနော်အဲ့ဒီကနေမှလည်းသူခဏခဏအဲ့လိုမျိုးမရင်းချင်းခံရတယ်သူ့အမရင်းချင်းနဲ့သူကလည်းအသက်20ရွယ်အသက်20ရွယ်မရင်းချင်းတော့အဲ့လိုမျိုးဒါသူ့ နားတော့နားထောင်ကြည့်လိုက်ပါဦးမအိမ်ချင်တာသူကတကယ်တော့အေးသူ့ကိုများများဆိုရင်ခေါ်ပါတယ်ဆိုတော့ပေါ်ပါရောက်ပါတာလို့ချင်းပြီးတော့အနီကင်းမဲ့ဆိုရင်သူ့ကိုတော်တဲ့ခေါ်ခေါ်ပါတယ်ဆိုပြီးတော့ပြောတယ်ဘာလို့အလုံးဆိုတဲ့တရားပါသူ့ကိုတွိုင်းနေတယ်ကိုခေါ်တယ်ဘာလဲခေါ်ပြီးတော့ကောင်းတဲ့နာမည်အလုံးမျက်လုံးကိုပစိုးနဲ့စီးတယ်ပြီးတော့ပါစပ်ကိုအင်ဂျင်နဲ့ပိတ်တယ်ပိတ်ပြီးတော့သူ့ကိုလုပ်တယ်သူ့လုပ်တဲ့အချိန်မှာသူကအဲသူ့ရဲ့တမိဖြစ်နေရပါတယ်ပြီးတော့တမိကိုသူ့ရဲ့အင်္ဂါကိုဆုတ်ခိုင်းတယ်ဆုတ်ခိုင်းပြီးတော့တမိအဲ့ဒီသူ့ရဲ့အရှိတွေကတမိပါစပ်ထဲကိုဝင်သွားတယ်ဆိုပြီးတော့ပြောတယ် ဲ့ဒါနဲ့မပြီးသေးဘူးเนาะအဲ့ကလေးမလေးကသူဒီလိုမျိုးရှူပေါက်လို့ရှင်နားတယ်ပြုတယ်ဆိုပြီးတော့ဒီဒီလိုမျိုးလူယုံမာတွေကိုလုံးဝအဲ့လိုမပေးဖို့လည်းပြောချင်ပါတယ်ရှင်။ဒါသားရွယ်ကလေးဒီเจ้าကိုရောက်နေဖြစ်တဲ့ကြောင့်မလို့ဒီเจ้าမှာရှိတဲ့ဘုန်းကြီးတွေကသူတို့အတွက်မိပါပဲသူတို့အတွက်အဖေပဲ။အဲ့တော့ကလေးကပြောတယ်ဒီဟာရှူပေါက်လို့ရှင်နားတယ်ဆိုပြောတာပြောတဲ့အချိန်မှာဘုန်းကြီးကရုံးကန်းကိုခေါ်ပြီးတော့ လာခဲ့သူစိတ်ထက်ပြင်မယ်ဆိုခေါ်ပြီးတော့ဒီကလေးရဲ့ဒီတက်စာကိုမြင်တဲ့အချိန်မှာဘုန်းကြီးကပါအာသာဖြေတယ်တဲ့ဘလောက်မှရိုင်းလဲ။ဝီရုံးကန်းနဲ့ကိုခေါ်ဆောင်ကကလေးငယ်ရဲ့လက်အင်္ကာကို ထိတွေ့ပြီးအာသာဖြေခဲ့ကြောင်းဝန်ခံခဲ့တယ်လို့လည်းဆိုပါတယ်။ကလေးကဒီသူပါနဲ့တွားရင်နားနားရဲဆိုပြောပြောတဲ့အခါမှာသူက သူကနှစ်လကလေးအရောက်လာတဲ့ခလေးဆိုတော့လေအကောင်လုံးကိုပြောတဲ့ခလေးကနွေးနွေးရွှေးနေကြတော့ကြိုက်အကောင်လုံးကအရင်နင်းနင်းနေတယ်။သူကအဲ့ဒီဖုန်းကြီးကိုပေါ့နော်ဖုန်းကြီးတစ်ပါးကိုသူကအပေါ်သွားရင်နားရယ်ဆိုပြီးတော့သူပြောတယ်။ပြောတဲ့အချိန်မှာအဲ့ဒီဖုန်းကြီးကသေးတယ်ပြင်မယ်ဆိုပြီးရုံးခန်းထဲကိုခေါ်တယ်။ရုံးခန်းထဲခေါ်ပြီးတော့သူ့ကိုလှုပ်လဲဆိုပြီးတော့သူကပြောတယ်။အမေခလေးကကြောက်တော့လှုပ်လဲဆိုတာကသူ့ကိုဘယ်လိုမျိုးလှုပ်လဲထုံးသွင်းလာလားဘယ်လိုမျိုးလှုပ်လဲဆိုတာသူကမသိဘူးလေ။မသိတော့အရင်ညီမတငယ်ချင်းကသေတဲ့ဖုန်းကြီးကိုတော့ပြောတဲ့အချိန်မှာဖုန်းကြီးကပြန်ပြီးဝန်ခံလာတော့ သူလုပ်ရဲဆိုတာအာသာပဲဖြစ်ရပေါ့နော်ခလေးအင်္ဂါကိုခလေးကပြူဖြူလေးခလေးဟိုခလေးကိုစေးထက်မဲ့ဆိုပေါင်းပြီးဆိုရဲဆိုတာခလေးအင်္ဂါကိုတကားမရှိတဲ့ပြငယ်ပြည့်ရတဲ့အခါခလေးအင်္ဂါကိုတားရပြီးတော့တားရပြီးတော့အာသာရှင်းပြီးရတယ်ပေါ့ဟုတ်ပြောအဲ့လိုနည်းတက်ငင်ပတိန်လုံးကလေးတွေကိုအဲ့လိုမျိုးတက်ငင်ပတိန်လုံးတဲ့သူတွေကိုလေးတိလာအဲ့လိုမျိုး short တိုက်ပြီးတော့လေ short တိုက်ပြီးသူတို့တစားအောင်နုံနုံအစင်းပြီးတော့လူအများအမြင်ရှိမှတက်အောင်မှာတိလာငါးနှစ်ဆိုတဲ့ကလေးက ဟိုမိဘမိဘဒါမိဘမရှိလို့မိဘမဲ့ကြအောင်ရောက်တာကိုကိုရမယ်လို့မိဘရှိလို့ရှင်ဒီကလေးမိဘရင်ခွင်ထဲမှာမိဘအဖေမိရဲ့ပုံပေါ်မှာတတ်ထိုင် မိဘရင်ခွင်ထဲမှာနေရမယ့်အရွယ်တွေဒီဥစ္စာကိုဒီလိုမျိုးတို့ရဲ့ဒီလင်ဆက်ဆန်ဖို့အနေနဲ့တို့အာသာဖြစ်ဖို့အတွက်ဒီကလေးရလူဖြစ်လာတာမဟုတ်ဘူးဒီလား တကယ်လို့မနေနိုင်ရင်လည်းနော်ပတ်စံခေါ်ပြီးတော့လုံးလို့ရတဲ့ဒီမကောင်းတဲ့မိန်းမတွေနော်အများကြီးရှိတယ်နော်အဲ့ဒီမိန်းမတွေကိုတွားပြီးတော့တာယာပါလားနော်ဒီလိုမျိုးအရွယ်မရောက်သေးရင်နော်ခလေးတွေကိုနော်ဘလိုမျိုးစိတ်နဲ့ကျူးလွန်ရတာလဲနော်တလိဆန်နေရဲ့အသီးစိတ်လောက်ပဲရှိတယ်ရှင်သူတို့ရဲ့စိတ်ဓာတ်ကလည်းနော်တော်လေးကိုမှရုံမှရိုင်းဆိုင်ပြီးတော့အောက်တန်းကြလုံးပါရှင်ကျွန်မ view file လေးကတော့ဒီလောက်ပါပဲရှင်ခလေးငယ်ရှိရဲ့မိဘတွေလည်းလုံးဝကိုတတိထားကြပါနော်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်